အားလုံးကြောင့်ဒီများမင်္ဂလာပါဆရာကတော့ဒက်တမရန်တင်ယိုတင်မြန်မာစာပါတဲ့ရက်ကိုသင်ပြဆွေးနွေးသွားမယ်ဆရာဦးဝေအောင်ဖြစ်ပါတယ်ဆရာဒီနေ့ဆွေးနွေးမယ့်အကြောင်းအရာကတော့ဂီတစာဆိုလိုင်းထိတ်ခေါင်ခင်အကြောင်းကိုဆွေးနွေးမှာဖြစ်ပါတယ်ဒီသင်ခန်းစာကိုလေ့လာခြင်းအဓိကရည်ရွယ်ချက်ကတော့လိုင်းထိတ်ခေါင်ဒီ အထုပ်ပတိနဲ့ဆရာကြီးဦးမြင့်ကြီးအရေးသားကိုလေးလာသိရှိစေဖို့အတွက်လေးလာခြင်းဖြစ်ပါတယ်ဒီဂီတစာဆိုလိုင်းထိတ်ခေါင်တင်ဆိုတဲ့စကပြေကောင်းတော့ချက်ကိုဘယ်ခင်မှာရေးခဲ့တာလဲဆိုတော့လွတ်လပ်ရေးခင်မှာရေးခဲ့တာပဲဖြစ်ပါတယ်သူရဲ့စကပြေမျိုးစားကတော့အထုပ်ပတိစာပေစကပြေမျိုးစားပဲဖြစ်ပါတယ်ဒီတင်ငန်းစာကိုဘယ်ကနေကောင်းတော့ထားတာလဲဆိုတော့ဆရာကြီးဦးမြင့်ကြီးရေးတဲ့မြမတေဂီတာအနုစာပေတမိုင်းကျမ်းကနေကောင်းတော့ထားတာပဲဖြစ်ပါတယ်ဆက်ပြီးတော့ဆရာကြီးဦးမြင့်ကြီးရဲ့ အထောက်ပတ်တိအကျင့်ကိုလေ့လာကြည့်ကြရအောင်။ဆရာကြီးဦးမြင့်ကြီးကိုဖခင်ဦးဘိုးချစ်ငိမ့်စာတိုင်းပညာဝန်မိခင်ဒေါ်တန်တို့ကနေပြီးတော့1932ခုနှစ်မှာပြည်မျိုး၌ဖွားမြင်ခဲ့ပါတယ်။1948ခုနှစ်မှာတော့တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ခဲ့တယ်1950ပြည့်နှစ်မှာတော့ရန်ကုန်တက္ကသိုလ်ကနေဥပစာတန်းကိုအောင်မြင်ခဲ့တာပဲဖြစ်ပါတယ်ဂီတအုံငယ်စဉ်ကပင်လိုက်စားခဲ့တာပဲဖြစ်ပါတယ်1952ခုနှစ်ကနေစပြီးတော့စန်ဒီယာနီနီအပျော်တန်းဒူရီယာအဖွဲ့၌ တက္ကသိုလ်မြတ်စိုးအမည်ဖြင့်တချင်းများပင်နိုင်ရေးသားပြီးတော့မြမတန်အနေထုတ်လွှင့်ခဲ့တာပဲဖြစ်ပါတယ်။တန်လွင်ဦးတပြေးညိုမိုးနှစ်စစ်သားမေတ္တာကံမွန်ကျင်စာဦးစတဲ့တချင်းတွေပဲဖြစ်ပါတယ်။အဲ့ဒီတချင်းတွေကတော့ဆရာကြီးဦးမြင့်ကြီးရေးခဲ့တဲ့တချင်းတွေပဲဖြစ်ပါတယ်။စီပီခေဂျာနယ်စာတောင်များမှာမောင်တရာအမည်ဖြင့်ဆောင်းပါးတွေ၊ကြပြားတွေရေးသားခဲ့ပါတယ်။တက္ကသိုလ်မြတ်စိုးအမည်ဖြင့်၎င်းအမည်ရင်းမောင်မြင့်ကြီးအမည်ဖြင့်၎င်းဂီတစာပေရေးကျင်းမှုဆိုင်ရာဆောင်းပါးတွေ ဝိထုဆောင်ပါနဲ့ကြပြားတွေရေးသားခဲ့တာပဲဖြစ်ပါတယ်မြမစာကုံတူးတန်းကို1953ခုနှစ်မှာအောင်မြင်ခဲ့တယ်1953ခုနှစ်မှာဆိုရင်ရန်ကုန်တက္ကသိုလ်မြမစာဌာနမှာနီးပြအဖြစ်စတင်ထမ်းဆောင်ခဲ့ပါတယ်1954ခုနှစ်မှာတော့မော်လမြိုင် ဥပစာကောလိပ်မှာလက်ထောက်ကတိကရာတို့ဖြင့်ထမ်းဆောင်ခဲ့ပါတယ်1955ခုနှစ်ကနေ1958ခုနှစ်ထိတော့ဘာဒူစစ်တက်ကတို့1958ခုနှစ်ကနေ1964ခုနှစ်အထိရန်ကုန်တက်ကတို့၌လက်ထောက်ကတိကဖြင့်ဆက်လက်တာဝန်ထမ်းဆောင်ခဲ့ပါတယ်1960ပြည့်နှစ်မှာတော့မြမဒေဂီတာအနုစာပေတမိုင်းကျန်းဖြင့်မဟာဝိဇ္ဇာဘွဲရရှိခဲ့တာပဲဖြစ်ပါတယ်1994ခုနှစ်ကနေ1998ခုနှစ်အထိ ရန်ကုန်တက္ကသိုလ်မှာကတိကဌာနမှူးအဖြစ်တာဝန်ယူခဲ့ပါတယ်1982ခုနှစ်ပညာရေးဝန်ကြီးဌာနမြန်မာစာအဖွဲ့ဦးစီးဌာန၌စာတည်မှုချုပ်1989ခုနှစ်မှာညွှန်ကြားမှုအဖြစ်တာဝန်ထမ်းဆောင်ပြီး1992ခုနှစ်မှာတော့တက်ပြည့်အငြိမ်းစာယူခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ကျွမ်းကျင်ပညာရှင်အကြံပေးပုဂ္ဂိုလ်ဖြစ်တာဝန်ထမ်းဆောင်ပြီး1955ခုနှစ်မှစပြီးတော့မြန်မာစာအဖွဲ့အချိန်ပြည့်အဖွဲ့ဝင်ပုဂ္ဂိုလ်ဖြစ်ယနေ့ထိတာဝန်ထမ်းဆောင်ရရှိပါတယ် 2014ခုနှစ်ဇန်နဝါရီ10ရက်အဲ့ဒီနေ့မှာကျင်းပတဲ့အမျိုးသားယဉ်ကျေးမှုနဲ့နုပညာတက္ကသိုလ်၏တက်9ကြိမ်မြောက်ဝယ်နှင်းတပင်ပါဆိုလို့ရှိရင်ဆရာကြီးအားဂုံတူးဆောင်ပါရဂူဘွဲကိုအနင်းခဲ့တာပဲဖြစ်ပါတယ်။ပြန်ကြားရေးဝန်ကြီးဌာနကနေပြီးတော့1992ခုနှစ်မှာပြန်လည်ထုတ်ဝေတဲ့မြန်မာစာညွန်ပေါင်းကျန်ပထမရွဲ့ဒုတိယရွဲ့ယဉ်ကျေးမှုဝန်ကြီးဌာနက1996ခုနှစ်မှာထုတ်ဝေတဲ့ဆရာကြီးဦးကုံပန်ရဲ့မြမဂီတအခြေခံတို့ကိုလည်းဤပြတ်ခဲ့ပါတယ်။ ယခုခါမှာတော့မူလတာဝန်ဖြစ်တဲ့မြန်မာစာအဖွဲ့၏အချင်းပြေအဖွဲ့ဝန်တာဝန်များအပြင်မြန်မာစာပါလာရဲ့တင်ယူညွှန်းနှံကော်မတီမှတဘာပတိတာဝန်ကိုပါပူးတွဲထမ်းဆောင်လျက်ရှိပါတယ်။ဒါကတော့ဆရာတို့ကစာရေးဆရာရဲ့အထုပ်ပတိအချင်းကိုလေ့လာခဲ့တာပဲဖြစ်ပါတယ်။ဆက်ပြီးတော့ဂီတစာဆိုလိုင်းထိတ်ခေါင်တင်အကြောင်းကို ရေးကြရအောင်။လိုင်းထိတ်ခေါင်တင်ဆိုတာကတော့ထင်ရှားဆုံးအမျိုးသမီးစာဆိုကျော်တွေအ ਨੇ ကနေပြီးတော့သူအပါဝင်ပဲဖြစ်ပါတယ်။ ။ဗန်တဲကောင်တင်ဟာအမိမမကလေးအဖတာယာရီမင်းသားတို့ကနေဗာကြီးတော့စကိုင်းမင်းလက်ထက်တက်ဂရိတ်1195ခုနှစ်မှာပွားမြင်ခဲ့တာပဲဖြစ်ပါတယ်။ငယ်မီမှာမဖွားကြီးဖြစ်တော်လဲပဲမိဘများကချစ်ခင်မြတ်တို့တပြင်တင်တင်ဟုခေါ်ကြပါတယ်။တက်ဂရိတ်1196ခုနှစ်ကဆုံလာမှာတော့ဖခင်ဖြစ်သူတာယာရီမင်းသားဆိုရင်မဟာတိရိတိဟတူရာဓမ္မရာဇာဘွဲ့ခံပြီးတော့နောင်တော်စကိုင်းမင်းအရရာကို ဆက်ခံတဲ့အခါမှာရေမြင့်တဲ့ပြင်ကြာမြင့်ခဲ့ရပြန်ပါလေအဲ့ဒီနေ့မိဖုရားသားတော်တမီးတော်မိညီမိန်းသားတို့ကိုမျိုးစားရွာစားအတိတိပေးတဲ့အခါမှာလှိုင်ထိတ်ခေါင်တင်အားလှိုင်မျိုးကိုပေးတင်တော်မူတယ်အဲ့ဒီခါနေစပြီးတော့လှိုင်ထိတ်ခေါင်တင်ဆိုတဲ့အမည်ဟာစတင် ပေါ်ပေါက်ခဲ့တာပဲဖြစ်ပါတယ်ယက်ကရစ်1202ခုနှစ်ဝါဆိုလာဇန်17ရက်ဒီတာရီမင်းခေါင်ဆောင်မင်္ဂလာမဟာဥက္ကင်ဖွင့်၍မိဖုရားသားတော်တမီးတော်မိညီမိန်းသား မုံမဲ့အတီတီအာဘွဲမြည်ပြင်ချင်းမြင့်တဲ့အခါမှာလိုင်ထိတ်ခေါင်နေရဆိုရင်တေရီသူမြတ်စွာယေတနာဒိန်ကီဘွဲလျက်နှင်းအပ်ခြင်းခံရပြန်ပါတယ်တက်ဂရိ1200ခုနှစ်ခုနှစ်တရင်ကျော်လာမှာဆိုရင်တော့မိခင်ဖြစ်သူအနောက်နမ်မတော်မမြကလေးအာပြည်မင်းသားနှင့်အတူမတင်သောအကြံကိုကြံစီတီဟူ၍တရားရီမင်းကကိုမြက်လိုက်ပြီးတဲ့နောက်မရှိမနှောင်းမှာပဲ1200ခုနှစ်မှာဖခင်တရားရီမင်းလည်းနိုင်ရတန်တော်မူခဲ့တယ်အဲ့ဒီနောက်မှာတော့ကန်ဆိုးရှာသူ လိုင်တိတ်ခေါင်တင်မှာအမိမဲ့သားရင်းနေငါကဲ့သို့ဥမမဲ့စာမမြောက်ဒေဒီအရွယ်မှာလောကကြီးလည်း၌ရောင်လည်းလည်းနှင့်ကြံကြီးခဲ့ရရှာပါတယ်အဲ့ဒီလိုမျက်စိတငယ်တနာပွဲဖြစ်လျက်နေတဲ့အချိန်မှာပဲလိုင်တိတ်ခေါင်တင်ဟာမင်းတို့မင်းသားဤကျင်ရတော်ကခေါ်ယူစောင့်ရှောက်ထားပါတယ်တက်ဂရိတ်1208ခုနှစ်နန်းတက်တဲ့ပကံမင်းရွှေလက်ထက်တစ်ချိန်လုံးမှာလိုင်ထိတ်ခေါင်တင်ရဆိုရင်မင်းတို့မင်းသားရဲ့အရေးမှာခလုံးကြရရှာတယ် အဲ့ဒီအတော်အတွင်းမှာပဲအမိမဆင်းသက်၍ဗီဇပါလာတဲ့ဂီတဝါဒနာကိုလည်းမြေတောင်မြောက်ကလေးလာလိုက်စားခဲ့ရန်တူပါတယ်။အဲ့လိုနဲ့တစားတစားအရွယ်တော်ကလည်းပွင်ဆင်းယူပါကလည်းတင့်လာရငယ်ရွယ်သူဘာဝမင်းနှုံမင်းသားညီတော်ကနောင်မင်းသားနဲ့လူငယ်ချင်းချစ်ကြိုတွေ့မိခဲ့ကြရပါတယ်။တက်ဂရိ1214ခုနှစ်မှာဆိုရင်တော့မင်းနှုံမင်းအထွတ်အမြတ်တို့ရောက်တော်မူပြီးတဲ့နောက်တက်ဂရိ1215ခုနှစ်ဒုတိယဝါဆိုလာဇန်6ရက်နေ့မှာတော့မူလကရင်ငယ်ရင်းရှိတဲ့ကနောင်မင်းသားနဲ့ လိုင်ထိတ်ခေါင်တင်တို့ကိုမင်းတုံမင်းကြီးကနေပြီးတော့တင့်တယ်စွာစူလျာရစ်ဘက်လက်ထပ်ပေးတဲ့အတွက်ကြောင့်ကနောင်မင်းသားအားတင့်တယ်စွာစူလျာတင့်တယ်စွာစူလျာရစ်ဘက်လက်ထပ်ပေးပြီးတော့ကနောင်မင်းသားအားအင်ရှိအနှင်းလိုက်တာပဲဖြစ်ပါတယ်။လိုင်ထိတ်ခေါင်တင်အားဆိုလို့ရှိရင်တက်တော်20ရွယ်မှာအင်ရှိမိဖုရားဖြစ်လာရပြီးတော့လောကီဒုက္ခအဝဝကိုခံစားနေရပေလိမ့်မည်ဟုထင်မှတ်ဖွယ်ရှိပေမဲ့လို့အဲ့ဒီလိုမဟုတ်ပါဘူး။မြောက်သားတော်ကနောင်မင်းဟာဆိုရင်မျက်နာများသူဖြစ်တဲ့အတွက်ကြောင့်လိုင်ထိတ်ခေါင်တင်အား အချစ်ဒုက္ခကိုမခံစားရရှာပဲနဲ့ချစ်တော်ကမီဖီစီနှိမ့်ဆက်ခြင်းကိုသာတရည်ရည်နဲ့ခံခဲ့ရပါတယ်အဲ့ဒီလိုနဲ့ဘဝရဲ့အခြေအနေဖန်တီးလာပုံကပင်လင်လိုက်ထိတ်ခေါင်းတင်ဤဘောလေများကိုအယောင်အသွေးတောက်ပအောင် ဖန်တီးပေးတဲ့ကဲ့သို့ရှိနေတာပဲဖြစ်ပါတယ်စာဆိုရဲ့ဘဝပဝင်းခြင်းကလုံဆော့ပေးနေတဲ့အတွက်ကြောင့်စာဆိုရဲ့အတဲနှလုံးကနေတေးဂီတာတွေပေါက်ဖွားလာခဲ့ရပါတယ်ထိုတေးဂီတာများကနေပြီးတော့တဖန် စာဆိုရဲ့ဘဝကိုရောင်မြန်ဟပ်၍ကြေးမုံတပွဲကိုစားပြုလျက်ရှိနေတာပဲဖြစ်ပါတယ်။လိုင်ထိတ်ခေါင်တင်ရဆိုလို့ရှိရင်မိမိ one night ရှိသည်မမျိုးသိမ့်နိုင်ရှာသည်များကိုဘောလည်းများဖြင့်ဖွင့်ထုတ်ခဲ့တာပဲဖြစ်ပါတယ်။လိုင်ထိတ်ခေါင်တင်ရဲ့ကိုရီကိုရာဘောလည်းများအ ਨੇ ကတော့စိန်ချူးကြညောင်ချီဘောလည်းနဲ့နာဂဆက်တန်ချီဘောလည်းတို့မှာထိတ်တန်းစားထားရလောက်အောင်ကောင်းမွန်ပါတယ်။နာဂဆက်တန်မှာဆိုလို့ရှိရင်လိုင်ထိတ်ခေါင်တင်ရရှေးဥစွာဝန်းနေရာကနေအားငယ်လာပုံ အားငယ်ရာကနေစိမ့်သူအပေါ်စိတ်နာကြည့်မိပုံစိတ်နာကြည့်ရာကနေတက်ဖက်နောင်တတန်ဝေကရပုံစတာတွေကိုတဆင်ပြီးတဆင်မိမိစိတ်၌ဖြစ်ပေါ်ခံစားရသည့်အတိုင်းကွက်ကွက်ကွင်ကွင်တရုပ်ဖို့သွားနိုင်ပါတယ်။လိုက်ထိတ်ခေါင်းတင်အားဤနာဂဆဒံတပုတ်ဖြင့်တာထိတ်တန်းစာဆိုတူအနေဖြင့်အတိမတ်ပြုထိုက်လာပါတယ်။လိုက်ထိတ်ခေါင်းတင်အားဆိုရင်ဘောလယ်များအပြင်ပတ်ပြူတီထက်ယူရီးယားတခြင်းအိနာဝန်တနန်းတွင်ဇတ်တော်ကြီးတို့ကိုလည်းကြီးတာခဲ့ပါသေးတယ်။အဲ့ဒီနောက်မှာတော့ကနောင်မင်းနဲ့ ကတောက်ကဆဖြစ်ပြီးတော့ခွဲခွာနေခဲ့ပြီးတဲ့နောက်မှာမင်းတို့မင်းကြီးနဲ့မိဖုရားကြီးတို့ရဲ့ပြန်လည်ဆက်ဆက်ပေးမှုကြောင့်လိုင်တိတ်ကောင်းဒီချစ်ပန်းနယ်ကလေးရဆိုလို့ရှိရင်ကနောင်မင်းသားရဲ့မေတ္တာမိုးရည်ဖြင့်ပြန်လည်လန်းဆန်းလာနိုင်ခဲ့တာပဲဖြစ်ပါတယ်။လောကရန်တရားဆိုလို့ရှိရင်လိုင်တိတ်ကောင်းဒီဟာမြောက်ချီနှိမ့်ချီမြောက်ချီနှိမ့်ချီဖြင့်ကလူလွန်လာပါတယ်။ပြန်လည်ချစ်တင်တာစား မောင်နှံတို့ကြည်နူး၍မဝနိုင်သေးမီခြေကွဲစပွဲအဖြစ်နဲ့ကြုံရပြန်ပါတယ်တက်ဂရစ်1228ခုနှစ်ဒုတိယဝါဆိုလပြည့်ကျော်9ရက်နေ့မှာတော့မြင်းကွန်းစာမြင်းခုန်နိုင်စာတို့ပုံကန်သည့်အရေး၌အင်းရှိကနောင်မင်းသားအားကြာဆုံးကံတော်ကုန်ခဲ့တဲ့အတွက်ကြောင့်လိုင်တိတ်ခေါင်တင်ရဆိုလို့ရှိရင်မုတ်ဆိုးမဖြစ်ကသားတော်ထန်းတပင်မင်းသားနှင့်ကြံရိတ်ခဲ့ရရှာပါတယ်ခဲဦးတော်မင်းတို့မင်းကြီးကဝတရားကြည်စွာ မနှိမ့်ကြရလေအောင် စောင့်ရှောက်ထားတယ်လိုင်တိတ်ခေါင်တင်တို့သားအမိနှစ်ဦးလည်း ရှေကူမင်းသား၏ဝင်းအတွင်းအိမ်တော်တွင်စံတော်မူကြလေတဲ့တက်ဂရစ်1239ခုနှစ်ပြာဒိုလာဇန်9ရက်နေ့မှာတော့ဂီတဆာဆိုလိုင်ထိတ်ခေါင်တင်ရဆိုရင်တက်တော့42နှစ်အရွယ်၌လူလောကကြီးကိုဆုံးခွာသွားခဲ့တာပဲဖြစ်ပါတယ်ဒါကတော့20ရာစုကဦးမြင့်ကြီးတားခဲ့တဲ့ဂီတဆာဆိုလိုင်ထိတ်ခေါင်တင်အကြောင်းကိုလေ့လာခဲ့တာပဲဖြစ်ပါတယ်လိုင်ထိတ်ခေါင်တင်အကြောင်းကိုလေ့လာလိုက်တဲ့အခါမှာသူမရဲ့ဘဝအနေအမြင့်တွေကိုလေ့လာ တွေ့ရှိရပါတယ် ။နောက်သူ့ရဲ့ဒီခန်းစားချက်တွေကနေမမျိုးသိမ့်နိုင်တဲ့အခါမှာဘာတွေဖြစ်ပေါက်ပွားလာလဲဆိုတော့တခြင်းတွေဖြစ်ပေါက်ပွားလာခဲ့တယ်။အဲ့ဒီတခြင်းတွေကိုပြန်ပြီးတော့လေးလာကြည့်လိုက်မယ်ဆိုလို့ရှိရင်လည်းဒီဂီတစာဆိုလိုင်းတက်ခေါင်တင်ရဲ့ဘဝကိုကြီးမုံတပွဲပြန်လည်တွေ့မြင်နိုင်ရတယ်။ပြီးရင်ဂယုနာတက်ပွဲလေဂယုနာရတကိုလည်းခန်းစားရတယ်ဆိုတဲ့အကြောင်းကျတော့လေးလာသိရှိခဲ့ရပါတယ်။ဒါကတော့လွတ်ချက်မှတ်ရမယ်။ ခက်စစ်တွေပဲဖြစ်ပါတယ်ဒီစကလုံးတွေကိုသိရှိမှဒါလင်းရှေ့ကသင်ခန်းစာမှာဘာလို့ဆိုလိုတာလဲဘာအဓိပ္ပာယ်လဲဆိုတာကိုသိချာချာခက်ခဏနာသိရှိမှဖြစ်ပါတယ်ဒါကြောင့်မလို့ဒီခက်စစ်တွေကိုလွတ်ကျမှတ်ကိုလိုအပ်ပါတယ်နောက်တစ်ခုကအလင်္ကာအလင်္ကာအကြောင်းကတော့ trade to ရှင်းနေစရာမလိုဘူးဒီမှာဆိုရင်ဝင်ကားဘုတ်တီအလင်္ကာဝင်ကားဘုတ်တီအလင်္ကာလို့ဘာကြောင့်ခေါ်လဲဓာတ်ရမြေပဲနဲ့တွေ့ဝရေးတဲ့အတွက်ကြောင့်ဝင်ကားဘုတ်တီအလင်္ကာလို့ခေါ်တယ်ဥပမာအလင်္ကာဆိုတာကတော့ ခိုင်နိုင်ရေးဖွဲ့ထားတဲ့အတွက်ကြောင့်ဥပမာလင်္ကာလို့ခေါ်ပါတယ်။နောက်ယူပကလင်္ကာဆိုတာကတော့ခွန်ဟိတူချင်းထပ်တူပြုရေးဖွဲ့ထားတဲ့အတွက်ကြောင့်ယူပကလင်္ကာလို့ခေါ်ပါတယ်။အန်ဆာတွေကိုကြေးညက်ညက်လေးလာသိရှိခဲ့ပြီဆိုရင်တော့ခုပေါ်ပြပေးထားတဲ့မိကုန်းတွေကိုပြေဆိုနိုင်မှာဖြစ်ပါတယ်။မိကုန်းတို့ကိုပြေဆိုတဲ့အခါမှာတိတိကျကျပြေဆိုပေးရမှာဖြစ်ပါတယ်။လိုရင်းတူရှင်းပြေဆိုလို့လည်းရပါတယ်။နောက်တစ်ခုမိကုန်းရှိကိုပြေဆိုတဲ့အခါမှာဆိုရင်တော့မေးထားတဲ့မိကုန်းနဲ့အံဝင်ကြဖြစ်အောင်လိုက်လျောညီထွေဖြစ်အောင် နောက်အကြောင်းအရာချက်လက်ပြည့်ပြည့်စုံစုံဖြည့်အောင် to the review ဖြည့်ဆိုရမှာဖြစ်ပါတယ်။နောက်တစ်ဆုံးတစ်ခုနောက်ဆုံးတစ်ခုဖြစ်တဲ့လေးချင်ရမေကွန်များကတော့ဒီမေကွန်တွေကိုဖြည့်ဆိုတဲ့အခါမှာအကြောင်းသားအကြောင်းသူတွေကရှေ့ရတင်ကန်းစာတွေကိုလေ့လာရာကနေလေ့လာတွေ့ရှိလာတဲ့ထင်မြင်ချက်တွေယူဆချက်တွေအသိပညာဗဟုသုတတွေခန်းစားချက်တွေဒါတွေကိုအခြေခံပြီးတော့ဖြည့်ဆိုပေးရမှာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။